ကျေးဇူးတော်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ဓမ္မမိတ်ဆွေပေါင်းတို့ကနှုတ်ကပတ်တော်အားဖြင့်တည်င်းစကားပြောပြခြင်းပါ။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး27အငယ်33နဲ့34ကောင်းကင်နှင့်မြည်ကြီးမတီတော်လဲငါစကားတီလိမ့်မည်။တင်တို့ဒီကိုကိုကိုတတိပြုကြလော။ဒို့မဟုတ် အစာအတော့လွန်ကျိုးခြင်း လောကီစိုးရင်ခြင်းအားဖြင့်စိတ်နှလုံးပင်ပန်းလျက် နေစဉ်တွင်ထိုနေ့ရက်ဒီအမတ်သမက်တင်တို့နှင့်တွေ့ကြလိမ့်မည်ဒီချမ်းပိုင်အားဖြင့်အသင့်ရှိပြီလားဒီချမ်းကောင်းစဉ်နဲ့အားပေးခြင်းပါတယ်ကျွန်တော်တို့ကိုခုနချမ်းပိုက်ကပေါ်ပြထားတာဖြစ်တယ်ကောင်းကင်နဲ့မြေကြီးမတီတော်လဲငါစကားတီလိမ့်မည်ဒီလောက်ကြီးမားတဲ့တခင်ရဲ့စကားဒီလောက်ကြီးမြတ်တဲ့အခင်ရဲ့ အတန်တော်ဒီနှုတ်ကပတ်တော်ထဲကနဲ့ကျွန်တော်တို့တိလျက်တန်းနဲ့ကြားလျက်တန်းနဲ့မြင်လျက်တန်းနဲ့အသိရှိဖို့ရအတွက်မပြင်ဆင်ရသေးတဲ့လူတွေတတိအပြည့်ပြင်ဆင်ပြီးသားလူတွေအတွက်တော့ပို့ပြီးမှအသိရှိဖို့ပို့ပြီးမှယဉ်ကျေးဖို့ပို့ပြီးမှခိုင်မာဖို့ပို့ပြီးမှတောက်တင်းစီဖို့ရအတွက်နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုခွန်အားပေးတာဖြစ်တယ် ။ဒါကြောင့်မို့ချစ်လာစွာတော့ဓမ္မမိတ်ဆွေညီကိုမောင်တို့မတို့ဒါနဲ့ပတ်သက်ပြီးမှထာဝရဖခင်ကလူဒီကိုအသင့်ရှိစေဖို့ရာအတွက်မိမ့်မှန်တဲ့လူတယောက်အကြောင်းကိုလည်းကျမ်းစာအားပြီးဖော်ထုတ်ခြင်းပါလေ။ကပ္ပဝုကျခန်းကြီး15မှာအငယ်9မှာအာဗျံကိုပြင်တို့ထုတ်ဆောင်တော်မူ၍မိုးကောင်းကင်ကိုမျောကြည့်လော့ခြေများကို ရေတွက်နိုင်လေရေတွက်လော့ တင်ဤအမျိုးအနွယ်သည်ထို့တို့ဖြစ်လိမ့်မည်ဟုမိတ်တော်မူ၏ဓမ္မမိတ်ဆွေပေါင်းတို့ရှင်းလင်းစွာဖော်ပြထားတဲ့နှုတ်ကပတ်တို့ကိုတွေ့ပြီးပြီဘာကြောင့်ကျွန်တော်တို့ကအစဉ်သိမရှိနေရတာလဲနေပေါင်းများစွာကတည်းကနဲ့နှုတ်ကပတ်တော်ပေးထားပြီးမှတိမ်ငင်စိတ်ဒီဘာဖြစ်လို့ဝင်နေတာလဲစာတာကွန်အခွင့်ဘာဖြစ်လို့ပေးနေတာလဲကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဖခင်အာပြန်ကိုကြည့်တဲ့အခါမှာလဲ ထာဝရဘုရားကထုတ်ဆောင်တော်မူ၍လို့ပြောတဲ့အခါဒုက္ခအသင့်ရှိစေဖို့ရအတွက်ခေါ်ထုတ်တဲ့တဘောဖြစ်တယ်။ခေါ်ထုတ်တာတော့ရိုးရိုးမဟုတ်ဘူး။တင်ကေတတွေကိုကြိခိုင်းပြီးမှတာလင်အာဗျံကိုစကားပြောတာဖြစ်တယ်။ဒီကနေ့ကျွန်တော်တို့ရဲ့အတ္တထဲမှာယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့အတ္တကိုကယ်တင်ပြီးတဲ့အခါရွေးနှုတ်ပြီးတဲ့အခါ ထာဝရဖရာ ဖြစ်စီလူတဲ့အချက်ကအသင့်ရှိဖို့ပြောတာဖြစ်တယ်။ဘေးနီယာမဆူအစင်တရှိပြီးမှဆောင်ရွက်တတ်ဖို့တိကျစွာလှုပ်ဆောင်ဖို့လွေးချော်မှဆိုးလို့လုကာခန်းကြီး23မှာကောင်းကင်နဲ့မြေကြီးမတီတော်လဲငါစကားတီလိမ့်မယ်ဆိုတာအမတ်ခံချက်ပေးထားတာလုံးဝအမတ်ခံတဲ့ဖရာဖြစ်တယ်။လုံးဝသူ့စီကနဲ့ကျွန်တော်တို့ခွန်အားအပြည့်ရပြီးမှ ကျွန်တော်တို့ကိုရှက်ဆက်ခိုင်းတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဥပမာပေးတဲ့အာပြန်ကိုတွေ့ပြီးပြီဆိုရင်ကျွန်တော်တို့ဘာမှအားငယ်စရာမရှိတော့ဘူး။ထိုတခင်ကအာပြန်ကူးကွယ်တဲ့ဖခင်ကျွန်တော်တို့ဖခင်ဖြစ်တယ်။ဒီနေ့2025ရှက်ဆက်မဲ့အနာကအားလုံးမှာမိတ်ဆွေနဲ့ကျွန်တော်တာအစဉ်သိပ်ပြင်ထားမယ်ဆိုရင်အင်းငယ်စရာ မလိုတော့ဘူး။ခွန်အားဖြင့်ကျမ်းမာခြင်းဖြင့် ထာဝရဘုရားကကျွန်တော်တို့ကိုပို့ဆောင်နေတာဖြစ်တယ်ဆိုတာကိုဓမ္မမိတ်ဆွေရောက်ချင်းစီကိုဝေမျှပေးရင်ဤကုန်းချုပ်ပါတယ်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ။